မင်္ဂလာပါခင်ဗျာဆရာရည်သူဆရာမောင်တင်ဆန်းရေးသားသောစီးကျို့နှင့်ကိုဆိုးတို့အမိရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာစီးကျို့နှင့် ကိုဆိုးခန်းတေလေကွင်းနန်းနရှိသောစဘာပင်များကစိမ့်ဆူနေ၏ထိုလေကွင်းဤဘေးကတဲ့ရိုးတွင်တော့အတအားဖြင့်25အရွယ်လူငယ်တယောက်မြန်များကိုရိတ်နေလေ၏သူ၏အာမန်ပါလာသောမျက်ရိပ်ဟန်နှင့်ကြီးမားစွာထုံးဖွဲ့ထားသောမျက်ထုံးကို ကြည့်နေသောအသက်90ကျော်လူကြီးတီကဒီလေဤလေပိုင်ရှင်ဖြစ်ချေ၏မြဲရိပ်နေသောလူငယ်တီကဆင်းရဲငါဖြစ်၏ကိုဆိုးမပြန်သေးဘူးလားကွပြန်တော့မှာပါဦးလေးຢာနဲ့လည်းဆက်ကမျက်တွေရိပ်နေလားနွားစားလည်းရအောင်လေနွားတွေကဝါပါတယ်ကွညာပိုင်းစကြင်းနဲ့ထရအောင်တစ်ချက်ကုန်နှစ်ချက်ပြတ်ပေါ်ဦးလေးရာအော်เออเออเออก้าวมาเลยกว่า လက်ပိုင်ရှင်ဒီကိုဆိုးအားနှုတ်ဆက်ပြီးသူဤကောင်းမွန်စွာဖြစ်ထွန်းနေတော်လေအားတပြုံးပြုံးနှင့်ကြည်နေပေသည်ထို့နောက်လက်ပိုင်ရှင်ဒီမျက်ရည်နေတော်ကိုဆိုးအားလှမ်းခေါ်ပြီးကိုဆိုး၏မင်းမင်းငါစီကဆင်းရဲငါကစဘာအစာပတ်စံထုတ်သွားတယ်နောက်နေ့အတွက်ဩဟုတ်ဟုတ်ကဲ့ပါဦးလေးကိုဆိုးဒီမျက်ထုံးကိုကိုတိုင်ပင့်ပြီးခေါင်းပေါ်ရွက်လို့ຢາກွက်လွတ်တွင်ຈောင်းຖ້າတော့ນွားດຊင်းကို ရှိတဲ့ကောင်နားတဲ့ကောင်ဆွဲကရွာတို့ဥတီလိုက်ပါနေတော့သည်အခန်းနှင်းအင်္ဂလေးတီကလူလူယုံအမြင်ရှိပြီမျောတိုက်များဖြင့်သာစောက်ထားသည့်အင်္ဂလေးတွင်မိသားစု၄ယောက်ရှိသည်မိခင်မုံဆိုးမဖြစ်သူနှင့်အရွယ်မရောက်သေးသောညီငယ်နှင့်အမတို့ရှိသည်အမဖြစ်သူသည်တန့်ငယ်အငှားရိတ်လိုက်စပားရိတ်နှမ်းရိတ်ရာဒီပေါ်အလုံးများလောက်ကင်နေသလိုကိုဆိုးမလည်းစည်ရင်းကားလို့၍မိသားစုတောင်ဝန်ကိုဖြည့်ပေးနေ၏ တော့မဝင်ရတော့ຢာသည်ဖြစ်သောကြောင့်ကိုစိုးတရာရွာတွင်ရှိသောမိမိအိမ်သို့ပြန်ရောက်နေခြင်းဖြစ်သည်အိမ်သို့ညနေမိုးချုံမှရောက်သောကိုစိုးမိခင်ဖြစ်သူနှင့်ညီငယ်ထမင်းစားနေသည့်အချိန်တွင်ရောက်ရှိသွားသည် အမေတို့ထမင်းစားနေပြီလားအေးအမကောဖဲသွားလဲနေအမတက်ကဲသွားပြစ်နေတယ်အော်ဟုတ်အမေကိုစိုးထမင်းစားပြီလားမစားရသေးပါဘူးအမေ အိမ်ကစားသွားပါလားဘာဟင်းလဲအမေကစုံရွက်ကြော်တယ်လေအော်ဟုတ် စားသွားမယ်လေဦးရတော့အိမ်ကညနေတအိမ်လုံးဥပုံဆောင်နေတယ်ပြောတယ်ငပိပုတ်ပဲရှိတယ်လို့ပြောတယ်လဲကြားတယ်အမေဟုတ်မှာပေါ့သူတို့အကြောင်းနဲ့နင်းဒီသားနဲ့လူငားတွေကိုကောင်းကောင်းကျွေးချင်တာမှမဟုတ်ဘူးလေဟုတ်တယ်အမေတော်တဲ့ကိုဝင်ရင်မပြီးနဲ့တဲတော်ပဲပို့တယ်ငါတို့ထက်တောင်ဆင်းရဲနေတယ်ထင်တယ် ိုစိုးဒီမိခင်ဖြစ်သူနဲ့စကားတပြောပြောနဲ့ထမင်းခုလို့ကစုံရဲကြော်ကိုပကန်းထဲထက်ကထမင်းစားနေပါတော့သည်ထမင်းစားလို့ပြီးချိန်တွင်မိခင်ဖြစ်သူကအမေကျွန်တော်ဗီဒီယိုကြည့်ခြင်းလို့တရုတ်တိုင်းကတဲ့အခုညကအဲ့ဒါကျွန်တော်ကငါးချက်လောက်ပေးပါလားနေ့စရင်တိုင်းချီတောင်းကြည့်မလားတောင်းကြည့်သေးပါလေပေးမယ်ခဏလေးအလုံးများနေလို့နဲ့နှစ်ခါသုံးခါလောက်ဆိုတော့မတောင်းချင်တော့ဘူးအမေငါမှလည်း၁၀ပဲရှိတာ နင့်ညီကိုလည်းပေးရအောင်ပါရပါတယ်မေအဲ့ဒါဆိုလည်းမယူတော့ပါဘူးထိုခေထိုကာလကပတ်စံသည်ရှားပါ၏စရင်ကလုတ်သည့်အခါစဘာဖြစ်တာပေးလေရှိ၏ကိုစိုး၏လောအားကကိုထုတ်ထားသောမိခင်ဖြစ်သူမှလည်းဝမ်းသာတဘာမရှိတော့ကြောင်းဆံဝယ်စားနေရသည့်အတွေ့ရှေ့အကျွေးများဆက်လိုက်တာနဲ့ကုန်ချီပြီထို့အတွက်ဘီလိုယုံတို့ယုံဝင်ကပေးရန်ပတ်စံ၅ချက်ကိုခတ်ခဲနေခြင်းဖြစ်သည် ိမ်မာရေးချရှိသောတားဖြစ်သူရဲ့စိတ်ကိုတည်သောမိခင်မှာနေညီနဲ့အတူတူသွားကြည့်လိုက်လေအမေကတရုတ်တိုင်းကမကြိုက်ဘူးအမေကြည့်ချင်ရင်သွားကြည့်ပါစကားမရှိနဲ့ကိုဆိုးသွားတော့ကိုဆိုးဒီမိခင်ဒေါက်တိုဤစကားဆုံးချိန်တွင်ထမင်းစားပြည့်ပြီးသောညီဖြစ်သူမောင်ကျော်အားလာငကြောအကိုတို့ဇာခသွားကြည့်အောင်ဟုတ်အကိုသွားမယ်လေ73နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့ ရွာဤထုံးစံအတိုင်းကလေးစိတ်ပင်ရှိသေးသောမောင်ကျော်ကအာရဝါဒအိမ်အောက်သို့ဆင်းသွားသည်သူနီးသူရုံဝင်ကပတ်ဆက်ရပြီဖြစ်သောလူပြိုကိုဆိုးသည်လေမောင်ကျော်နီးသူပြောချင်းသောရာကလေးဤတခုတည်းသောဗီဒီယိုယုံသို့တွားကြနေတော်သည်အခန်းတော်နွားကြောင်ရင်ကတဲ့ဖုတ်နေသောကိုဆိုးသည်သူ၏ဝမ်းနဲ့၌နှောင်းဟနေတာကိုတတိထားမိလာသည်ထို့ကြောင့်သူကတဲ့ဖုတ်နေသောလယ်နှင့်မလမကန်းတွင်ရှိ ကြံကင်းတို့သွားကကြံရိုးများကိုရှိုးလို့စားလိုက်။ပေါ်ကမှသူ၏ဝမ်းထဲတွင် ရှိသောနှုံးဟာမှုကတက်တာလေသည်။ပြီးနောက်တယောက်တည်းရေရိုးလိုက်သည်။ဟင်းကုတလောငါဘာဖြစ်နေလဲမသိဘူး။နှုံးနေတယ်။လက်တွေလည်းမလှုပ်ရှင်မကန်ကျင်နဲ့။ထို့သူရေရိုးပင်မဲ့လည်းလုံလဆအလုပ်အားပြန်လည်၍လုပ်နေ၏။နေသည်ကမွန်းတက်နေပြီ။အခုအချိန်ဒီထမင်းလာဖို့သူကမရှိသေးပြီ။ ကိုဆိုလေအလောက်ကိုနားလိုက်ခါကြံကင်းပေးသွား၍ကြံရိုးကိုသာချိုး၍စားနေလေ၏ကြံတဲ့ချောင်းကုန်ကန်ဤတွင်ရွာထဲမှာသူဤဆင်းရင်တိုင်ဤသူဖြစ်သူသည်ထမင်းထက်ထားသောအုပ်ကိုဆွဲပြီးအနားရောက်လာကမျိုးကိုဆိုဘာကြီးတို့အိမ်က ထမင်းပေါခိုင်းလိုက်လို့ကြာလိုက်တာတတ်ထွန်ရာငါဘိုက်တွေစားနေပြီဒါတော့ကျုပ်ကမြန်မြန်လောက်ခိုင်းလို့နော်ဩအေးပါကွာအေးပါကိုဆိုထမင်းအုပ်ကိုဖွင့်လာသည် ။သမင်းဘော်တွင်တင်ထားသောပကံလေးတဲတွင်ငပိရဲ့ကြဲကြဲတစ်ခွက်ထဲရတာကိုဆိုလေသမင်းအုပ်ကိုခဏပြန်ပိတ်ပြီးလက်ခွင်းထဲမှကစုံရက်ကိုခုပြီးယာထဲမှတစ်ပကံအရွက်နုကလေးများကိုခုကသမင်းအုပ်ကိုပြန်ဖွင့်ပြီးအားရပါရစားနေသည်ကိုတတ်ထုံးကြည့်၍ကိုဆိုဟင်းလည်းမကောင်းဘူးကျွန်တော်ဘာကြီးတို့အိမ်ကသမင်းစားလာတာဝတ်သားချက်ပါတယ်ထားလိုက်ပါကွာငါကသူတို့အိမ်ကအလုံးသမားပဲ ဒီလောက်ပဲတန်တယ်ထင်လို့နေမှာပေါ့ကွာအဲ့ဒါတော့မဟုတ်ဘူးလေကျိုးတော့ဘာကြီးကစိတ်ကောင်းမရှိဘူးခမရတခြားအိမ်မှာသွားလို့ပါလားလုံးလို့မရဘူးကွာမင်းတို့ဘာကြီးကစဘာကိုကြိုးပြီးတော့ငါ့အမေကထုတ်ပြီးသွားပြီလေတတ်ထုံးမိတို့ပြောရမှမသိတော့ဘူးထမင်းကိုအားရပါရစားနေတော့ကိုဆိုးကိုတန်းကြည့်နေလေတော့ဒီအခန်းလေအချိန်တွေဒီကပြောင်းလဲတာမြန်ဤတရက်တလား တနည်းဆိုသည်လူတွေတတ်မှတ်သောအချိန်ဖြစ်သည်ကအပြောင်းလဲမြန်မှန်းမသိမြန်ပေ၏ထိုပြောင်းလဲသောအချိန်တွင်အတူလူတွေလည်းပြောင်းလဲနေပေသည်လူတိုင်းကလိုချင်သောလယ်လောက်ရာလောက်ရာမှာတော်သောကိုဆိုအားယခုမြည်သည့်လယ်ပိုင်ချင်းမှမလိုတော့ပေအเจ้าတွေကအရင်သူများမျက်ထုံးတစ်ထုံးစုနှစ်ထုံးထမ်းနိုင်သောကိုဆိုလယ်ထွင်ရင်သူများတွေအတွက်ပို့လုံနိုင်သောကိုဆိုကျွဲတွေနားတွေကိုဝါဖီးနေအောင်ကြောင်းတက်ကြွေးတက်သောကိုဆို တမ္မာတိကြွက်သားတွင်ရှိသောကိုစုယခုတော့အရင်လိုမဟုတ်တော့ပြီအယိုးဘော့အရင်တင်ဖြစ်နေသောကိုစိုးဖြစ်သည်ကအရင်နှင့်လားလားမှမဆိုင်တော့ပြီလမ်းလျှောက်ဖို့ရံပင်တောင်မွေးလေးနှင့်တွားနေရသောကြောင့်မိသည့်လက်ပံချင်းမှမလိုတော့ဒီမှာဆန်းတည်တော့မဆိုနိုင်ပါအလုံးမလုံးနိုင်သောကိုစိုးယခုတွင်တော့သူဤအိမ်တွင်နေရချေပြီအမားဖြစ်သူနှင့်အမေဖြစ်သူကလုံကျွေးနေရပေတော့သည် ကိုစိုးအိမ်အောက်တွင်ထိုင်းနေခြင်း အမဖြစ်သူမက်ကြီးရောက်လာပြီကိုဆိုးနေမချက်ဘူးလားဘာဖြစ်လို့လဲအမနေရွာထဲကအိမ်ထဲမှာဟင်းလိုက်တောင်းနေတယ်ဆိုဟုတ်တယ်အမငါအသားဟင်းလေးနဲ့စားကျင်လို့ပါဟာဟင်းငတ်နေလားငါတို့နေကိုထမင်းမကြွေးလို့လားကြွေးပါတယ်ဒါပေမဲ့ဟင်းမကောင်းဘူးလေငါအသားဟင်းလေးနဲ့ထမင်းစားကျင်လို့ပါဟာရှိတာနဲ့စားဖို့ဟဲ့ လိုက်မတောင်းပါနဲ့ငါချက်ပါတယ်ဟဲ့ငါကစားကျင်တာကို တောင်းပါပဲအပြိုကြီးဖြစ်သောမတ်ကြီးကတောင်းဝေးတဲ့ကြောင်းထောက်ပြီးရွာထဲလဲလဲကဟင်းလိုက်တောင်းနေသောမောင်ဖြစ်သူကိုဆိုးကြောင့်ချက်နေသူဖြစ်က အချက်တရားဖြစ်ပေါ်စေသောကိုဆိုးကိုဒေါသဖြစ်ပြီးပြောဆိုနေခြင်းဖြစ်သည် ကိုဆိုးသည်ကလူကသာအယိုးပေါ်ရည်တင်ဖြစ်နေပေမဲ့ထမင်းကိုစားနိုင်သူဖြစ်ပြီး အသားဟင်းကောင်းကောင်းစားကျင်သည်ဖြစ်သောကြောင့်ရွာထဲလဲပြီးတောင်းနေခြင်းဖြစ်၏ ယခုမှမောင်ဖြစ်သူအားတောင်းရန်သည့်အလုပ်မလုပ်ပါနှင့်ဟုပြောပေမဲ့မရတော့ကြောင်းအင်အောက်ရှိတက်ကရိုးကို ရှိုး၍ရိုက်ပါလေတော့သည်ကဲဟဲကဲဟဲရွာထဲလှည့်ပြီးငါ့ကိုအချက်ခွဲအောင်အမအမနားနဲ့မလုပ်ပါနဲ့ငါအသားဟင်းလေးစားကျင်လို့ပါအမရာနေငါတထောင်းစားလားဟမ်နေတထောင်းစားလားအမကြောက်ပါပြီ ။ဒါမတောင်းတော့ပါဘူးမရိုက်ပါတော့နဲ့ဟာ။ကိုစိုးသည့်အောင်ကိုကတောင်းဝေးလေးထောက်ပြီးရွာရဲ့နောက်ဘက်တွင်ရှိသောကြံကင်းကလေးစီသို့ငိုယိုကထွက်သွားလေတော့သည်။ထိုကြံကင်းရောက်တော့အခါကြံရိုးကိုချိုးရင်ပင်မဆွမ်းနိုင်တော့ပြီ။ထို့ကြောင့်နွားကြောင်သားလေးများတို့မဟုတ် တောင်ရံသို့လာသောလူများကိုကြံရိုးကိုချိုးခိုင်းပြီးအခွန်တင်ခိုင်းကထိုင်ပြီးစားနေရလေတော့သည်။အခန်းကရွာမှာရှိသောအိမ်များတွေကကိုဆူအား ဟင်းမပေးတော့ဘီအသားချားတွေကလည်းတကြောင်သူတို့ပေးလိုက်တော့ဟင်းကြောင်အမအဖြစ်သူကရိုက်သည့်အတွက်ကိုဆိုးအားဟင်းမပေးတော့ပါသူတောင်းတီကိုမပေးတော့တော့ရွာမအိမ်များကိုကိုဆိုးဟင်းမတောင်းတော့ပါတနေ့တနေ့ဦးလွင့်အိမ်မှာနိုးပြက်ခါစားခွေးတဲ့ကောင်ဒေလီတီကိုထိုခွေးကိုဦးလွင့်သည် သူ၏အိမ်နောက်ဘက်တွင်မြင်မြုပ်လေ၏ထိုမြင်ခွေးကိုမြင်သွားသောကိုဆိုးသည်ခွေးသည့်အာသူ၏တောင်းခွေးနှင့် ထိုးဆွပြီးပေါ်လေတော့သည်ကျောင်းမပြန်လာတော့ကလေးများကမြင်တော့အခါဥဆိုဘာတွေလုပ်နေတာလဲလာပါအောင်ကလေးတို့ဦးကိုဒါလေးပေါ်ပေးစမ်းပါဘာတွေတော့ဥဆိုပေါ်တာပေါ်ပေးစမ်းမှာကွာတနာစရာဟန်ဖြစ်နေတော့ကိုဆိုးကိုတနာတော့ကလေးများကလက်နဲ့ရက်သူကရက်ဒုံချောင်းနဲ့ဆွားသူကဆွားပေးလိုက်က မကြမီမြေမြုပ်ထားသောခွေးတိကောင်ပေါ်လာလေတော့သည်ဟာ ။ဦးစိုးခွေးတည်ကြီးဘာလို့မလို့လဲ။ကိုစိုးတည်ကလေးများမေးသောမေးကိုပြန်မဖြေတော့ပဲ။ထိုခွေးပေါက်ကလေးကိုဆွဲကတောင်မွေးထောက်လို့ဖတ်သွားနေတော့သည်။အခန်းရှောက်ဘောင်ကျော်နဲ့ဒေါက်တုတ်ချီတို့ခွေးတည်ကောင်တကောင်ပြုတ်ကြလာသည်။ထိုခွေးတည်ကောင်ကိုကြည့်ပြီးအံ့ဩနေသောဒေါက်တုတ်ကကိုစိုးနင်ဘာတွေလောက်လာပြန်ပြီလဲဟဲ့။အမေကျွန်တော်ကိုအပ်ခွေးသားချက်ပေးသားမှာဟဲ့နင်ယူနေပြီလား အမေရှက်ပေးစမ်းပါကျွန်တော်အသားဟင်စားချင်လို့ပါရှက်မပေးနိုင်ဘူးနေပောက်ကရတွေရှောင်းမလုံးနဲ့အမေရှက်ပေးပါကျွန်တော်စားချင်လို့ပါရှက်မပေးဘူးဟုပြောတော့မိခင်တကားကြောင့်ကိုဆိုးငိုလေတော့သည်ကဲလောင်သွားငိုနေတော့ကိုဆိုးအားဒေါတုံမငါမှလည်းနေကိုဟင်ကောင်းကောင်းရှက်ကြွေးဖို့မတတ်နိုင်ဘူးဒီခွေးတွေကောင်တော့ငါချက်မပေးနိုင်ပါဘူးဟဲ့ အမေချက်ပေးပါ ကျွန်တော်အသားစားချင်လို့ပါရှာကြီးတငင်ငိုနေတော့အသားဖြစ်သူကိုကြည့်ပြီးသူစိတ်မကောင်းဖြစ်ခါခွေးတေကောင်ကိုယူပြီးငါချက်ပေးပါတော့မယ်ငါသားလေးရဲ့မျက်ရည်သားများတွဲခွန်နေတော့အမေဖြစ်သူစကားကြားမှအငိုတိတ်သွားတော့ကိုဆိုသည်ဝမ်းသာသွားကအမေမြန်မြန်ချက်နော်ကျွန်တော်စားချင်နေပြီဗျမိခင်ဖြစ်သူမှဘာမှပြန်မပြောပဲ ကွေးသေးကောင်ကိုကင်ပြီးမိဖို့စီတို့ထွက်သွားလေတော့သည်တောင်ဝေးလေးထောက်ပြီးပြုံးနေသောကိုဆိုး၏အပြုံးသည်သူ့ဘဝအတွက်နောက်ဆုံးအပြုံးဆိုတာသူသိနိုင်မည်မထင်ပေကိုဆိုးသည်တိတ်မကြခင်ဆုံးသွားပါလေတော့သည်အခန်းခဏိမောင်တင်ဟာအဲ့အချိန်ကငါတို့အရန်ခက်ခဲတယ်ဟုတ်တယ်ကိုကြီးမောင်ကျော်ကျွန်တော်သိတာပေါ့ငါ့အကိုကိုဆိုးကိုချိန်မျိုးဆိုမတေလာဘူးကွာဘာဖြစ်လို့လဲကိုကြီး ။သူဖြစ်နေတာစီးကျူယောဂဖြစ်မယ်ကွာ။ငါအဖေလည်းအဲ့လိုပဲတည်တာ။အခေကအဲ့ယောဂကိုတိမှမတိပဲဘူကြီးရ။အင်းငါအကူကိုကြံရိုးရှိုးပြရတာကိုအမှတ်တရဖြစ်တယ်ကွာ။အခုရင်သူယောဂဖြစ်ရင်ငါကူပေးနိုင်ပြီကွာ။တစ်ဖက်ဆိုင်တွင်ကျွန်တော်နဲ့အတူထိုင်းနေသောကိုကြီးမောင်ကျော်သည်သူ၏ငယ်ဘဝကိုပြန်ပြောရင်းဆိုင်ရပြင်တို့ငေး၍ပြပါလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့ စင်ကယ်အဖေးလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာစင်ကယ်အဖေးအခန်းတည်းအဖေးအမေပဲသွားလဲတာရဲ့မင်းအမေကနိုင်ငံခြားသွားပြီးလှုပ်လှုပ်နေတာအဖေးကိုပြောရင်အမေကနိုင်ငံခြားသွားတယ်ပဲပြောတယ်တကယ်သွားတာပါတာရဲ့တာငငယ်ကလေးတည်းကအဖေးပြောနေတဲ့စကားပါတာအခုဆို၄တန်းတောင်တက်တော့မယ် အဖေရဲ့စကားကကိုထိပ်မပြောင်းနေသေးဘူး။တားပြည့်သူရဲ့စကားကြောင့်ကိုသူတိုင်းမိတို့ပြန်ပြောရမည်ဆိုတာဝေခွဲမရဖြစ်နေလေရာ။တားပြည့်သူမှဆက်ပြီးစကားဆိုလာပြန်၏။အဖေတားလဲနားလဲတဲ့အရွယ်ရောက်လာပါပြီ။အမေကတားတို့ကိုထားသွားခဲ့တာမဟုတ်လား။တားကငငယ်လေးမို့ရှစ်စရာမကောင်းလို့အမေကထားခဲ့တာလက်ခံပါတယ်။အဖေတို့ရှစ်စရာကောင်းပြီးသဘောကောင်းတဲ့လူကိုဘာလို့ထားခဲ့တာလဲမသိဘူးနော်။ ရဲ့အဲ့ဒါနေတွေးမိနေပါနဲ့အခုကြောင်းသွားရမယ်အဖေလမ်းမပို့တော့ဘူးနော်အိမ်ဘေးကတငယ်ချင်းနဲ့သွားတော့ဟုတ်အဖေဒါအဖေထမင်းဖို့ထည့်ပေးထားတယ်တားကြိုက်တဲ့ငါးချက်ထားတယ်ရိုးတော့လွှာထည့်ပေးထားတယ်တေချာကြည့်စားနော်ဟုတ်အဖေတားသိပါတယ်ရော့ပတ်စံမတည့်တာနေမစားနဲ့နော် ကိုသူရင်ဒီတားဖြစ်သူအားပတ်စံ900တန်းလေးအားထုတ်ပေးလိုက်ပြီးမှားစရာရှိတာများမှားလို့ လွယ်ကလေးကိုလွယ်ကာအသင့်ထဲထားသောထမင်းဆိုင်လေးအားယူပြီးအိမ်ရှိတွင်ရှိသောစပိန်လေးစီတို့ရှောက်၍တွားပါနေတော့သည်အခန်းနေကိုသူရင်ခဏနောင်ကွာပြီးရင်မင်းနဲ့ကိုသူအပြင်ကိုတွားပြီးကားတွားပြင်ရမယ်ဟုတ်ဆရာအေးဆိုင်ကကားယူတော့ကားဝက်ရှော့တစ်ခုတွင်ဖြစ်သည်အလုံးလုံးနေသောသူရင်အားကားဝက်ရှော့ပိုင်ခြင်းမှမှားချနေခြင်းဖြစ်၏ထို့နောက် သူရိနေကိုသူတို့ခနာနာပြီးဆိုင်မ ဟိုက်ချက်ကားကလေးပေါ်သို့စက်ပြင်ရမှာအတုံးပြူမိပစ္စည်းများအားကားပေါ်တင်ပြီးကားကလေးပေါ်တက်လို့မောင်းထွက်သွားလျော်သည်ကိုသူရိအေးကိုသူကိုသူရိသားလေးအသက်ဘယ်လောက်ရှိပြီလဲဗျရှင်းနေကြော်ပြီလေရှေးတွေကလည်းမြန်လိုက်တာဗျာဟုတ်တယ်ကွာငါသားလေးကိုကိုတက်တဲ့ရှင်းမပြည့်ရသေးဘူးဟုတ်လား တခြားလူတွေလည်းမထည့်ကျင်ဘူးကွာငါသားလေးကိုငါကိုယ်တိုင်ရှင်ပြုတ်ပေးမှစုထားတာတော့ရှိနေပြီမကြခင်လှူတော့မှာပါကောင်းလိုက်တာဗျာကျွန်တော်လည်းအလှူဝင်မယ်နော်ရပါလေကွာကားမောင်းနေတော့ကိုသူကသူတိုင်းအားစကားပြောနေချင်းပြီကိုသူတွေခမားမိမနဲ့ဘလို့ဖြစ်ပြီး꽌သွားတာလဲကျွန်တော်မသိလို့စိတ်မရှိနဲ့နော်ရပါလေကွာကျွန်တော်လည်းကားမောင်းရမှာဝေးသေးတယ်ဆိုတော့ပြောပြပါလား အေးမင်းသိကျင်တယ်ဆိုတော့လေပြောပြရတာပေါ့ကွာဟုတ်ကဲ့ကိုသူရယ်သူရယ်ဒီကားရဲ့အချိန်ကြောင်းတရေရဲ့ကြံနေခဲ့တော့ရှုခင်းများအားငေးကြည့်ရင်သူနဲ့သူမိန်းမအကြောင်းကိုစကားဆလိုက်နေတော့သည်အခန်းတော့အကိုအိမ်ကအကိုနဲ့သဘောမတူဘူးတဲ့ကိုလိုအမိမရှိအဖမရှိတဲ့ခေါင်းကြော့ကိုသဘောမတူတာမဆမ်းပါဘူးသူတို့သဘောမတူလဲမိကတော့အကိုနဲ့ပဲလက်ထပ်မှာ သူတိုင်းမှာငယ်ရွယ်ပြီးလှသွေးကျွနေတော့ရှစ်သူအားငေးကြည့်ရင်အခုဘဝကကြမ်းနေမေ။အိုးကြမ်းတော့ဘာဖြစ်လဲ။ကြောက်ခဲတွေတော့လမ်းကျိတ်ဆက်နဲ့တွေ့ရင်ရှောမွေသွားတာပဲ။မိကကြမ်းတဲ့အခုဘဝကိုရှောမွေသွားအောင်လှုပ်ပေးမယ်လမ်းကျိတ်ဆက်ကလေးပါနော်။သူတိုင်းရှစ်သူဖြစ်သူရဲ့စကားကိုသဘောကျသွားပြုံးလိုက်ပြီ။ကျင်နာသွားပွတ်ဖက်လိုက်လေတော့ဒီ။ပြီးနောက် မေကအဲ့လောက်တက်တဲ့ရှိနေမှာတော့အကိုတို့နှစ်ယောက်ဘဝလေးကိုဘသူတွေတားတာစားလိုက်ကြတာပေါ့ကွာဟုတ်အကိုရှစ်သူနှစ်ဦးရဲ့ဘဝတိုက်ပွဲအစပြုလို့တိုင်မေနာက အထမြောက်ရေးသွားလီတော်သည် အခန်းလေးခန်းနာမှုကင်းမဲ့နေသောအိမ်ထဲတွင်သကားအချို့ကထွက်ပေါ်လာသည်ကိုသူတွေပြောလေမေအိုးမေတွေဘာတွေလုပ်မနေနဲ့ဟာဘာဖြစ်လို့လဲမေရဲ့ အခုကျမမှလည်းကိုုံဝင်နဲ့ဝေးဖို့ဖားဖို့နေလာပြီရှင်ဘလို့လောက်မှလဲမင်းအတွက်ဇရိပ်တွေအကုန်အထားလိုက်တယ်လေဟဲ့အခုအဲ့ဒါတွေမရှိတော့ဘူးအဲ့ဒါတငယ်ချင်းတယောက်ကလိုလို့အတိုးရမယ်ဆိုပြီးအတိုးကိုမတ်လို့ရှင်းလိုက်တာ ပြန်ရဖို့လမ်းမမြင်တော့ဘူးဟာမင်းရဲ့ဘလို့လေးလောက်လိုက်တာလေရှင်ကပါလေကျမကိုအပြစ်မြင်တာလားကျမလည်းကောင်းမဲ့ထင်လို့လောက်လိုက်တာလေ အပြစ်မတင်ပါဘူးမေရဲ့ကိုရှာထားလိုက်ပါမယ်နော် သူတိုင်းကံကောင်းသည်လို့ပြောရမည်သူလုံးနေသောဝက်ရှော့ပိုင်ရှင်က သူ့အားအလုံကျိုးသားသောကြောင့်အပေါ်မဟုတ်ဖို့အမြဲရ၏သူတိုင်းသည် အပေါ်ကုန်စရာကိစ္စများဘာမှမလုပ်ရှင်းကြောင်းပတ်စံစုမိသည်ထင်၏မိမပြစ်သူမိဘဖို့အခက်အခဲမရှိထက်မှန်စူဆောင်းလာမိ၏နောက်ထပ်ကံကောင်းသည်က သူ၏မိမသည်ရိုးရိုးမိဘတို့ရာချင်းကြောင့်ငွေပို၍မကုန်တော့ပေ ငယ်ရွယ်စဉ်ကအချစ်ကိုဦးစားပေးခဲ့တော်သူဤမိမသည် အသက်29နှစ်မှာပဲကလေးတယောက်ရရှိနေသည်ကလေးမိထွက်ပြီးချိန်မှစလို့တူတိန်အားအမြဲတမ်းအပြစ်တင်နေ၏တော်ကြီးကိုယူခဲ့လို့ကျမဘဝဒီလိုဖြစ်တာတော့ဘုံမယူပဲနေရင်အခုကျမတငယ်ချင်းတွေလိုနိုင်ငံသားမှကြောက်တက်နေရပြီမေယာပြီးခဲ့တာတွေပြောမနေပါနဲ့အခုအကိုလည်းအဆင်ပြေအောင်ထားထားတယ်လေ ကျမကိုကမှားတာပါ အမေတို့စကားနားမထောင်မိတာကမှားတာအခုမတော်တို့များအတိတွေနဲ့လမ်းမှာတွေ့ရင်ကျမမှာရှက်လို့တေတော့မှာပဲမိမရဲ့အိမ်အောင်ကြပြီခလေးရတာဘာများချက်เสียရကောင်းလို့လဲအိမ်အောင်ကြခလေးရတော့ချက်တာမဟုတ်ဘူးစီးเสียရကားမရှိဝိဆေရရွှေမရှိတဲ့ဘဝမျိုးချက်တာပါတော့သူတိုင်သူဤမိမဖြစ်သူရဲ့စကားများကို မိတို့တော့ခွန်းတုတ်ပြန်မှုမျိုးမှမလုပ်ပဲငေးပြေကြည့်နေလေတော့သည်အခန်းကဆရာဒီနေ့ကျွန်တော်အိမ်ကိုစောစောပြန်မရလေဘာလို့လဲသူလေကျွန်တော်သားလေးရက်တရာပြေကလေးလှုပ်ရှင်လို့ပါဩအေးအေးအေးပြန်ပြန်သူတိုင်းအိမ်တို့အစောပြန်ရန်ပြင်လိုက်ပြီဈေးထဲတို့တစ်ခါဝင်ကကြာတန်ကျော်ကျွေးမိအတွက်လိုအပ်တာများဝင်ဝယ်တော့သည်ပြီးနောက်မိမဖြစ်သူအတွက်အဝေးအစား တားပြစ်သူအတွက်အဝေးစားကလေးများပါဝယ်ခဲ့ပြီးအိမ်တို့ပြန်ခဲ့လေတော့သည်အိမ်တို့ရောက်ချိန်တွင်တော့အိမ်ထဲမှာမိမဖြစ်သူနှင့်တားပြစ်သူအားမတွေ့သဖြင့်ဘေးအိမ်တို့မေးရန်သွားလိုက်သည်မောင်သူရေလာလာလာမိမိမကလေးကို အတော့စီခဏထိန်းကန်းခဲ့တာဈေးသွားမလို့ဆိုလားပဲအော်ဟုတ်လားကျွန်တော်တော့ဈေးသွားဝယ်ခဲ့ပြီတော့ဒီနေ့တားနေရက်တရာပြည့်လေမိကိုတော့လိုက်ဖိတ်ခိုင်းတာသေးတယ်အတိတွေကိုလေ 哦，妹妹们个，多多个爸妈没表过乖。哦，好啦。因为个多了太多人许多，多人意大利个，都阿面前表现越内里呀。大啦啦，阿皮罗一边家没？阿多，没提过男人，见到大利个一边夸大来都表白吧。哦，哎哎哎，毛多人，看一下。သူတွေသူဤမိမဖြစ်သူအားတားဖြစ်သူကိုရှိပြီးစောင့်မျှော်နေပါသည် သူရောက်တာကြာနေလေပြီအခုချိန်ထိသူဤမိန်းမကပြန်မလာသေးပြီတားလေးရက်တရာပြည့်လို့ဖို့ကြာကြံတွေလဲကြော်ရအောင်မီအိမ်ဘေးကမိတ်ဆွေအနှဲငယ်ကိုလည်းဖိတ်ရအောင်မီသူလှုပ်ရှားရတွေကများစီဤခလေးကလည်းရှိထားရ၍မိန်းမဖြစ်သူကိုယ်ကသာစောင့်ညော်နေမိသည်သူတွေမြင်းများအချိန်တွေကုံသွားသည်မသိမိန်းမဖြစ်သူကပေါ်မလာပေတားကလေးကလည်းနှုတ်ဆာ၍ငိုပြီသူတွေဤစိတ်တွေလှုပ်ရှားစားပြူလာဤ အဘယ်ကြောင့်ကြောင့်ကြောင့်မိမဖြစ်သူပြန်မလာသေးသနည်းတခုခုဖြစ်လို့လားဟု အတွေးဝင်ကစိတ်ပူလာမိသည်တန်းလေးကလည်းပို၍ငိုလာလေတော့သည်တိတ်ပါတန်းလေးရဲ့အမေလာတော့မှာပါတိတ်တိတ်တိတ်ဟာတန်းလေးကရှူရှူတွေပောက်ထားတာလားဖေဖေလဲပေးမှာပေါ့သူတွေခလေးသေးဆိုနေတော့ဘောင်းမီလေးအားရှုပ်ပြီးခလေးဝယ်စားတွေထည့်ထားတော့ဘုံလေးအားဖွင့်တဲ့ချိန်တွင် စာရွက်တရက်ကအထင်းသားပေါ်လာလေတော့သည်ထိုစာရွက်ကလေးအာသူတိန်ယူဖတ်၍ကြည်လိုက်သည်စာရွက်ထဲတွင်တော့အကိုသူတိန်ကျမကိုခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာသိပါလေကျမဒီလိုဘဝကြီးနဲ့မနေချင်တော့ဘူးကျမအိမ်ကျမပြန်သွားပြီကျမနိုင်ငံသားကိုအလုသွားလုပ်ပြီးပြန်လာလာလို့အိမ်ကအဖေနဲ့အမေကိုပြောမယ်ကျမကိုမရှာပါတော့နဲ့တားလေးကိုရှင်နဲ့စိတ်ချခဲ့မယ် ကျမသားလေးကိုခေါ်သွားကြည့်ပေမဲ့ခေါ်လို့မရလို့ထားခဲ့တယ်။ကျမကိုတေပြီလို့တာသဘောထားလိုက်ပါ။သူရင်ထိုးစားရကလေးကိုကြည့်ပြီးငေးကြောင်နေမိသည်။ထို့နောက်သူ၏ရှီလန်းကလမ်းထိပ်ကကုံဆုံဆိုင်ကလေးစီသို့ဦးတည်လိုက်လေတော့သည်။ကလေးနှုတ်ဘူးနှင့်နှုတ်မုံဝင်ရန်ဖြစ်လေတော့သည်။အခန်းခုနှစ်။မရိုင်းပြီလူစိတ်မရှိလိုက်တာဗျာ။ထားလိုက်ပါကိုသူ။အာကုတော့မယူပါတော့နဲ့။တို့လည်းရောက်ခါနှီးလာပါပြီ။ ဟုတ်တယ်ကိုဒီနေ့ဆရာကဗောက်စုပေးမှတေချာတယ်ဗျ။အေးကွာရရင်တော့ตาလေးကြိုက်တဲ့ခေါက်ဆွဲကြော်နဲ့တဲနို့ဘူးကြီးဝဲသွားရမယ်။ကျန်တာအလှူအတွက်စူထားရမယ်။ကိုတို့တူရင်ကို ကြည်လိုက်နေသည်။သူဤစိတ်ထဲတွင်တော့အရာအလုံးကိုနားလည်ပြီးစိတ်တဘောထားပြေဝပြီ။ကျင်နာတတ်ပါလားဟု တွေးမိပါလေတော့သည်။မောင်တင်ဆန်ဟုတ်ကဲ့ပါခင်ဗျာ။ ဒီနေ့မှာရှင်ဖေးဖေးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ